အရခတ်တက်တော် EE ကဖန်စီထိမ့်သိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်ငါဖန်သမား55ရက်ကိုဧပြီလ16ရက်နေ့မွန်လွေပိုင်းမှာဘင်္ဂလားဒေ့နေချာဆောင်တဲ့ PGBC ပြန်လည်လွေပြောင်းပေးအပ်လိုက်တယ်လို့တင်ပြရှိပါရယ်။သူတို့ကိုတက္ကနတ်မြို့နေ Municipal Area အတွင်းက Shoduri Para ရခိုင်အခေါ်မြင်းနာရွာအနီးတက္ကနတ်မြန်မာကုံသွေးရေးစစ်ခံတရားကနေတဆင့်လွေပြောင်းပေးခဲ့တာပါ။ ငါးဖမ်းသမားတွေကိုဘင်္ဂလားဒေ့ရှ်နေခြားဆောင်တပ်ဖွဲ့ BGB ကပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့တက္ကနက်မျိုးအခြေဆိုင်အမတ်နှစ်ဘင်္ဂလားဒေ့ရှ်နေခြားဆောင်တပ်ဖွဲ့ BGB တပ်ရင်းမူဒုဗိုလ်မှူးကြီးကပြောဆိုထားပါရယ်အဲ့ဒီဘင်္ဂလားဒေ့ရှ်ကရေလုံသားတွေကိုမြန်မာပင်လယ်ပြင်ထဲမှာငါးဖမ်းနေတဲ့အရှိန်အရခတတော် EE ကဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်တယ်လို့သူကပြောဆိုပါရယ်